အားလုံးမင်္ဂလာပါဗျာကျွန်တော် online သင်တန်းအတွက်ပေါ့နော်သင်ခန်းစာ pre record လုပ်နေရတာလေ Facebook ထုတ်နေတဲ့အချိန်မှာကျွန်တော်ညီညီမလေးတို့အတွက်ကျွန်တော်အဲနည်းနည်းလေး knowledge share ပုံစံမျိုးလေးကိုထောက်ပံ့နည်းနည်းလေးဖြစ်ဖြစ်ကျွန်တော်ဒါလေးတွေပုံမှန်တင်သွားကြစိတ်ဖြစ်နေတယ်ဗျာတင်လဲတင်ကျင်တယ်တည်လဲတည်စေခြင်းနဲ့ဒီကိုတောင်းကဘာမှမဟုတ်ပဲနဲ့လေကြီးလေကြီးပြောလို့လည်းမတွေးနဲ့ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ကဘာ share လုပ်ချင်တာလဲဆိုတော့ကျွန်တော်တို့ဒီတွေးပုံတွေးနည်းမှာ အဲကျွန်တော်ဒီဇိုင်နာတွေမှာလည်းရှိတယ်ပေါ့နော် graphic designer တွေမှာလည်းရှိတယ်အဲ့တော့နေရာတိုင်းမှာဒီတိုင်းပဲတွေ့တယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ out of the box thinking ပေါ့နော် out of the box thinking ကျွန်တော်တို့ဘောင်ပြင်ဘက်ကနေတွေ့တာဘယ်လိုလဲ okay ကျွန်တော်အဲ့ဒါ story လေးတစ်ခုကျွန်တော်ရှင်းပြမယ်ဒီ out of the box thinking ဆိုတာကျွန်တော်တို့က ပုံမှန်မဟုတ်တဲ့တွင်းနီးကိုပြောတာယူးနေတာကိုပြောမှာနော်ပုံမှန်တွင်းနီးမဟုတ်တာပြောโอเคကျွန်တော်ဒီစတိုရီလေးကိုနားထောင်ကြည့်လိုက်ရင်တော့အဲဘာကိုပြောချင်တယ်လဲဆိုတာအာတိုင်းတာတစ်ခုဆိုတော့နားလည်မယ်လို့ထင်တယ်ပေါ့နော်တခါတော့ကကျွန်တော်တို့ဂျူးကုံတဲ့တာဖာနှစ်ယောက်ရှိတယ်ပေါ့နော်ဂျူးကုံတဲ့သူတို့ကလည်းကုံတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူကအဲကုံနေပါတယ်ရှုံးရင်းထဲမှာတူးနဲ့ထုတ်ချီပြီးတဲ့ဒီဂျူးဖိုးကြီးတယောက်ကျင်မှာပြတ်သွားချီချီတော့တဖြည်းဖြည်းနဲ့အတိုးပေါ်အတိုးဆင့်အတိုးဆင့်နဲ့ပြန်မဆက်နိုင်တဲ့အချိန်တွေတခုရောက်သွားရောက်သွားတဲ့အချိန်မှာဂျူးဖိုးကြီးက ဆိုတော့ဒီသမီးလေးကိုဒီဂျူးဘိုးကြီးဆိုအကျွေးရှင်အဖိုးကြီးရပါတော့။ကုံတဲ့အဖိုးကြီးရဲ့သမီးလေးကိုသူကမျက်စိကြားတယ်။ဘောကတော့လိုချင်တာပေါ့ဗျာ။အစီအစဉ်တစ်ခုလုပ်ကြမယ်။ငါကကြောက်ခဲနှစ်တုံးထည့်ထားမယ်။ကြောက်ခဲနှစ်ခဲပေါ့နော်။အဖြူနဲ့အနက်နဲ့ နှက်ခဲထည့်ထားမယ်အဲကြောက်ခဲထည့်ထားမယ်အဲကောင်မလေးကိုငါတို့ကဒီကြောက်ခဲကိုနှိုက်ခိုင်းမယ်နှိုက်ခိုင်းလို့အဖြူကျတယ်ဆိုရင်တော့အကျွေးဆက်เสียရမလို့ဘူးသူနဲ့လဲယူเสียရမလို့ပေါ့တကယ်လို့ကြောက်ခဲအနက်ကျခဲ့မယ်ဆိုရင်တော့အကျွေးရတဲ့ဆက်เสียရမလို့ဒါပေမဲ့ဒီဖိုးယူတော့သူယူရမယ်ပြောချင်တာတော့အဖြူကျရင်လုတ်ကင်းမယ် အနဲ့ကြရင်အဖိုးကြီးယူရမယ်ဒီလိုမျိုး okay ဟုတ်ပြီရွေးချယ်တရားမရှိတော့ဘူးပေါ့ဒါပေမဲ့ဒီအဖိုးရဲ့တမီးရန်ကိုတွေးစဉ်းစားဖို့စဉ်းစားနေကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုတော့သူက okay လက်ခံလိုက်လက်မခံလို့မရတော့ကျွန်တော်တို့မှရွေးရွေးချယ်တရားမရှိတော့ဒါပဲဒီဘုန်းကြီးပြောတဲ့အစီအစဉ်တိုင်းလက်ခံလို့မယ်ဆိုတော့အဲ့နေသူတို့စုံရတယ်ပေါ့နော်စုံရတဲ့အခါမှာအဖိုးကြီးကြောက်ခဲဒေါ်ထဲမှာကြောက်ခဲဒီအများကြီးပုံထိုက်တယ်နိဘတ်သူကြောက်ခဲအနက်နှလုံးကောက်ထည့်လိုက် တကယ်တော့အဖြူနဲ့အနက်နဲ့ဖြစ်ရမှာပေါ့နော်ထည့်လိုက်တဲ့အခါကျတော့ကောင်းမလေးကမြင်လိုက်တယ်အနက်နှလုံးသွားပြီလေမင်းတိုက်တာနိုင်ဘာကြမှာအနက်ပဲကြအဲအနက်ပဲကြရင်ဒီဖို့ရယူပေါ့ပုံမှန်လို့ဆိုရင်ပြန်ပြီးတော့သွန်ခိုင်းရင်တော့မှပြန်နှဲ့ရင်တော့မှအနက်ပြန်ကြရင်ကြနိုင်တဲ့အခွင့်အရေးမှရှိတယ်အဲတော့ဒီအနက်နှလုံးကိုပဲလက်ခံလိုက်ပြီးတော့ဒီကောင်းမလေးဘယ်လိုစဉ်းစားသွားလဲဆိုတော့ โอเคကောင်းပြီနိုင်မယ်ဆိုပြီးတော့နိုင်လိုက်နိုင်လိုက်တဲ့အချိန်မှာသူ့လက်ထက်ကပါလာမှာအနက်နှလုံးဆိုအနက်ပဲပါလာမှာပေါ့နော်အဲ့တော့နိုင်လိုက်ပြီးတော့သူကနီးစက်ရကြောက်ခဲပုံနဲ့ကိုဘန်းဆိုလွတ်မလိုက်ဘာလို့တာလဲဟိုသူကအဲ့လိုမျိုးဖိုးရမေးလိုက်တဲ့ခါကျတော့မကြည့်ရဘူးပေါ့နော်အဲ့တော့ဒီအထုတ်သေးကြံနေတာကအဖြစ်ဖြစ်နေမယ်ပေါ့အဲ့တော့သူသူ့လက်ထက်ကြတဲ့ဟာကိုပုံမလူဆုံးတာတော့ပြရတယ်ပေါ့နော်ဒီမှာဒါကြတယ်အဲ့တော့ဒါပေမဲ့ကောင်မလေးကအဲ့လိုမစင်စားဘူးသူ့လက်ထက်ကိုမစင်စားဘူးအိတ်ထဲကြံတာကိုစင်စားခိုင်းလိုက်အိတ်ထဲကြံတာကိုစင်စားခိုင်းလိုက်တော့ အိတ်ထဲနှုတ်ကြည့်လိုက်တော့ကြောက်ခဲ့ရပါဖြင့်အ내ပဲကျန်တာပေါ့အဲ့တော့ तू ကကောင်းမလေးရွေးလိုက်တာတေးကြပြီပေါ့အဖြူဖြစ်ပြီပေါ့တစ်ဖက်မှာအ내ပဲကျန်တာဆိုတော့ကောင်းမလေးလွှတ်မြေလိုက်တာအဖြူပေါ့ဘယ်မလို့မဟုတ်ဘူးဆိုပြီးတော့သွားရှာလို့မရဘူးလေဒါကြီးရကြတော့ तू တမတမဲကြခြင်းအောင်ဆောင်ပြီးလောက်တာဖြစ်တော့လက်ခံလိုက်ရတယ်ဆိုတော့ဒီမှာကောင်းမလေးတွေးသွားတဲ့ thinking ကိုကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာတော့ तू out of the box thinking ပုံမှန်ဘောင်နေရတယ်အပြင်ဘက်ကိုထွက်တွေ့တယ်အတွေ့အကြုံဖြစ်တယ် ဥပမာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ရှင်းပြမယ်။နည်းနည်းလေးဒါကနည်းနည်းစဉ်းစားကြည့်။ Out of the box thinking ဆိုတာဥပမာကျွန်တော်တို့ဒီရန်ကုန်လိုနေရာမျိုးမှာကားကျက်တဲ့နေရာမျိုးမှာကျွန်တော်တို့ကားသွားတယ်ပေါ့။သွားတယ်လုံးဝကျက်သွားပြီ။အချိန်ရလည်းမရှိတော့ဘူး။အဲ့ချိန်မှာကျွန်တော်တို့ပုံမှန်ဘောင်ထဲရပဲစဉ်းစားမယ်။မီးပွိုင်းစိမ့်နေတယ်ဆိုအဲ့ကားတန်းနေပြည့်တယ်ဆိုဘာမှလုံမြောက်လေကားကြီးထမ်းပြည့်လို့မှမရတော့ဘူးနော်။ ဲ့တော့ out of the box thinking ရကြတော့ကျွန်တော်တို့ကနောက်တနည်းစဉ်းစားတယ်ဘယ်လိုလဲဆိုတော့ဖုန်းထုတ်လိုက်တယ် GPS ဝင်လိုက်တယ်ဒီ point ဒီချိန်နေမှာမိဘမကျက်တဲ့လမ်းတွေပဲလမ်းရှိတယ်သူရှာလိုက်အဲ့ရနေမှာအဲ့ပြတဲ့အတိုင်းပြန်ပြီးတော့ထွက်သွားဆိုတော့ out of the box thinking ရကြတော့ကျွန်တော်တို့ကဒီကိုလည်းဖြည့်ရှင်းလို့မရတဲ့အရာတစ်ခုနဲ့ကျွန်တော်တို့ကမလုပ်တော့ဘဲနဲ့ကိုပြင်းရှင်းလို့ရတဲ့နည်းတစ်ခုကိုထပ်ပြီးထွင်လိုက်ရတချို့ကကျွန်တော်တို့ကမတိမတာထိတ်တိုက်ရင်ဆိုင်နေတယ်ထိတ်တိုက်ရင်ဆိုင်နေနောက်ထပ်တစ်ခုကျွန်တော်ဥပမာတစ်ခု ရှင်းပြပါမယ်။ဒါလေးကတော့ကျွန်တော်ကိုယ်တိုင်နဲ့ကြိုက်တဲ့ဥပမာပေါ့နော်။ဆိုကြပါစို့ကျွန်တော်တို့ကဈေးရောင်းနေပေါ့နော်။မွေငါးဆိုင်တစ်ဆိုင်။မွေငါးဆိုင်တစ်ဆိုင်မှာရှင်းသိရှိတိုက်တဲ့ decoration တွေလည်းလုပ်ထားတယ်။နံပါတ်1အရာဈေးနှုန်းလည်းသူတေချာချူအောင်လုပ်ထားတယ်။နံပါတ်3အရာတာလည်းကောင်းအောင်လုပ်ထားတယ်။ဒီ3ခုကျွန်တော်တို့အခြေခံအဖြစ်လိုတာပေါ့နော်။ထိုင်လို့ကောင်းရမယ်။နော်အရာတာကောင်းရမယ်။ ဈေးနှုန်းလည်းအဆင်ပြေအောင်လုပ်ထားတယ်ဒီသုံးခုနဲ့ကျွန်တော်တို့ကဈေးကွက်ကိုခင်းတယ်မရောရအောင်အဲ့တော့ तू စိုင်းရှင်းကစဉ်းစားရတော့မယ်ငါဆိုင်ပါလို့လူမလာတာလဲဆိုတော့ तू စဉ်းစားရတော့မယ်နော်စဉ်းစားတဲ့အခါမှာဈေးလျှော့ရောမလားဒီထက်လျှော့ရရင်လည်းမမြတ်တော့ဘူးရှုံးပြီအရသာကိုဒီထက်ပိုကောင်းအောင်လုပ်ရမလားအရသာဒီထက်ပိုကောင်းမှုဆိုတာလေကျွန်တော်တို့ကဒီထက်ပိုကောင်းတယ်မရှိတော့ဘူး तू အကောင်းဆုံးလုပ်ထားတာထိုင်ခင်းချင်းနေလုပ်မလားဆိုတော့လေဒါတည်းလည်းအကောင်းဆုံးပဲ तू သုံးတာရဲ့ဒီသုံးနှစ်စဉ်းစားရတာဒါပဲရှိတယ်ဆိုင်ပိတ်ဖို့ကျင်တော့ဘောနော် ဲ့တော့ out of the box thinking ကိုကျွန်တော်တို့သုံးလိုက်တဲ့အခါမှာတော့ဒီမွင်းငါးဆိုင်နေနဲ့ဆိုင်ပန်းရှင်နေနဲ့နောက်တနည်းစဉ်းစားလိုက်ငါဆိုင်ကိုလူဝင်ထွက်များရင်ငါမွင်းငါးတွေရောင်းရပါတေးကြတယ်လူဝင်ထွက်များအောင်ဘယ်လိုလုပ်ရမလဲကိုသူစဉ်းစားလိုက်ဆိုင်ပိတ်ဖို့လည်းမစဉ်းစားဘူးသူ့ဒီရ quality shop ကိုလည်းမစဉ်းစားဘူးအဲ့တော့ तू ကဘာလဲဆိုတော့ဒါပကြီးပြကန်းငါနေရပြီမယ်ငါမွင်းငါးဆိုင်နဲ့တွဲရပဲပကြီးပြကန်းနေရပြီမယ်မင်းပကြီးကားတွေပြပေးပါပြပါလားနော်မင်းလည်းနေရဆိုင်ကြမလို့ဘူးပကြီးကြားလည်းလက်ခံတယ် ဘာလို့ဆိုသူကပကြီးသူပကြီးပြရမှာပေါ့နော်ဒါမျိုးကိုသူကညှိနှိုင်းလိုက်တဲ့ခါမှာတော့ပကြီးစရာကအဲ့မှာသူတငယ်ချင်းတွေကိုဖိတ်တယ်ဒီနန်းလေးမှာဒီနေရာလေးမှာမိုက်တယ်မွေးငါးဆိုင်လေးတေချာဖို့ decoration လဲကြာကြာနဲ့နဲ့လှုပ်ထားတယ်ပေါ့နော်အဲ့မှာမင်းတို့လည်းလာကြည့်ရင်းနဲ့ဘာညာစားလို့ရတာပေါ့လာခဲ့ပါဦးဖိတ်ပါတယ်ဆိုတော့လာတယ်အဲ့ဒီအချိန်မှာဧည့်သည်တွေဝင်ထွက်များလာတဲ့ခါမှာမွေးငါးနန်းလေးရတယ်မှာစားတယ်နော်နောက်တစ်ခါဒီမှာပကြီးပြာခန်းရှိပါလားဆိုပြီးတော့တိတော့မွေးငါးဆိုင်နဲ့ပကြီးပြာခန်းနဲ့တွဲထားတာမိုက်လာ ਈ လားဆိုစူးစမ်းတဲ့လူတွေလည်းရောက်လာတယ် ဆိုတော့ဝင်းကားဆိုင်ကတိုင်းတာတစ်ခုတည်းပြန်ရောင်းရတယ်တစ်ဖက်ကလည်းပကြီးဘွယ်ဖြစ်အဲ့တော့ဒီတွင်းနီးကကြတော့ out of the box thinking လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖြည့်ဆင်းလို့ရတဲ့ဘောင်ထဲကနေဒီဈေးနှုန်းလျှော့မလားရတာလျှော့မလားဒါမှမဟုတ်ကျွန်တော် decoration တွေပူကောင်းအောင်လုပ်မလားဒီသုံးခုလုံးကိုအားလုံးကလှုပ်ဆောင်ပြီးသားနေနော်ပြင်ဆင်ပြီးသားအနေနဲ့နေဝင်လာတာဈေးကွက်ပေါ်တက်လာတာဟိုမှာအလုံးမဖြစ်တာကိုနောက်တနည်းနဲ့ထပ်ပြီးတော့ဖြည့်ဆင်းလိုက်တာအဲဒါမျိုးလေးစဉ်းစားတာကို out of the box thinking လို့ခေါ်ပါတယ်ပြဿနာကို ထိတ်တိုက်ရင်ဆိုင်ဖို့မရဘူးဆိုရင်ကျွန်တော်တို့ကကွေ့ပဲပြီးတော့သွားရတယ်။ဒီသင်ကြီးလေးကိုကြားဘူးအောင်လည်းပြောရင်းနဲ့ကျွန်တော် share လေးလုပ်တာပါ။ Okay သင်ငန်းသားလည်း export ထုတ်တာရပြီဆိုတော့ဒီသင်ငန်းသား group တွေကိုပို့လိုက်အောင်မယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ရင်းနေနေပြန်တွေ့ကြအောင်เนาะကိုယ်လည်းမှတ်ထားအောင်เนาะကိုတောင်းဟန်တောင်းဟန်လို့ခေါ်ပါတယ်။တောင်းဟန် computer training ရဲ့ founder ဖြစ်ပါ